ကနေကနေတာသမီနာအရောင်းစင်းနေငါကုနေအပီလာ22ရက်မှာ28ရက်အတွင်းတပတ်စာပေဒင်ဟော့စတန်ဖြစ်ပါတယ်စိတ်ကူးအကြံကောင်းညံကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့ရွှေငွေပစ္စည်းအခွင့်အရေးတွေရှင် ပြန်ရဖို့ရှိနေပါတယ်ပြည့်မလို့ဖြစ်တဲ့ ်အလုံများရှင်းလဲထပြီးတော့အောင်မြင်မှုရှိနေပါတယ်။နှစ်ပေါင်းများစွာကွဲကွာခဲ့တဲ့တငယ်ချင်းဆွေမျိုးမိဆွေများနဲ့ပြန်ပြီးတော့ဆုံးဖို့ရှိနေပါတယ်။အဲ့တော့ကိုယ့်ရဲ့ဘဝကြီးပွားတိုးတဲ့အောင်မြင်ချမ်းသာဖို့အတွက်အခက်အခဲအကြက်တွေလွတ်မြောက်စေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်။စီဘွားရေအလောက်ကိုင်းနဲ့ပတ်သက်လို့အလောက်ကိုင်းအရွယ်ချင်များအချို့ကြန့်ကြန်နေတတ်ပါတယ်။ အဲ့သူများကိုအကူအညီပေးရတဲ့ကိစ္စတွေကများနေတတ်ပါတယ်အဲ့တော့သူတစ်ပါးကြောက်တွန်းတလိုက်ပဲခံတတ်ပါတယ်သတိထားစီလိုပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့အယူဆကွဲလွဲမှုတွေဖြစ်နေတတ်ပါတယ်တယောက်ကဖြူတယောက်ကအမဲအဲ့တော့ညှိနှိုင်းရခက်တဲ့ကိစ္စတွေကြုံရတတ်ပါတယ်အဲ့တော့သတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်အိမ်ထောင်ကြီးမျက်မှန်ပါတဲ့လူတယောက်ကိုအကြောင်းပြုပြီးတော့လင်းနဲ့မရကတော့ကစား ဖြစ်နေတတ်ပါတယ်အဲ့တော့တယောက်တည်းနေခြင်းနဲ့စိတ်တွေမြန်းနေတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရင်းခုန်တန်နေအစ်ဆက်တဲ့ကာလပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးအကျန်စီတွေအောင်မြင်ဖို့ငွေကြေးအခက်အခဲအကျတရလွမြောက်ဖို့အတွက်နီလန်၃ခုအဆက်အသွယ်၃ခုပေါ်လာပါလိမ့်မယ်။အဲ့တော့ကြိုက်တဲ့နီလန်ကို၃ပါအောင်မြင်ပါလိမ့်မယ်။ ညာရေးမိမိရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းများလည်းရဖို့ရှိနေပါတယ်။ကျမကြီးခြေထောက်ခါဒူအစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ဝမ်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အကျိုးပေးတဲ့အရာတွေကတော့အ내ရောင်အဖြူရောင်အဝါရောင်တွေပဲဖြစ်တာလေ။ညံမြဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်ကဲ၄ရက်ရှစ်ကဲပဲဖြစ်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတည်င်းစာနဲ့ရက်ခတ်ပေးပါ၊ရိုက်ပေးပါ။ပစ္စည်းများရောင်းထွက်ရောင်းကောင်းမဲ့ရတရားပဲဖြစ်ပါတယ်။တနင်္ဂနွေပုဒ္ဓဟူးနေ့တွေကကံကောင်းစေတဲ့နေ့တွေပဲဖြစ်ပါတယ်။တနင်္ဂနွေပုဒ္ဓဟူးသာသမီတွေစီရနေပြီးတော့အကြံကောင်းဉာဏ်ကောင်းများအကူအညီကောင်းများရဖို့ရှိနေပါတယ်။အင်္ဂါသာသမီများအင်္ဂါနေ့များကိုတော့တတိထားပြီးတော့တက်တန်းစီလိုပါလေ အဲ့တော့ကံကောင်းခြင်းမဲ့ရေရာကတော့ဘယ်နေ့မစို့မနေ့6ရက်ပြည့်ဒီမှာပန်းအဖြူ2ပွင့်အိမ်ပြားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ကံညံ့ခိုက်ပြီးကြည်ပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်အဲ့တော့တနင်္ဂနွေသားသမီးများအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါတနင်္လာသားသမီးများ2025ခုနှစ်အင်ပီလာ21ရက်မှာ28ရက်အတွင်းတပတ်စာဘီဂင်ဟော့စတန်ဖြစ်ပါတယ် အလုတ်ကန်ဂျန်စီများကြန့်ကြန့်နေလက်ပါတယ်လောလောဆယ်မကောင်းသေးပါဘူးအချိန်ကြာလာတာနဲ့မြတ်ကောင်းလာပါလိမ့်မယ်အဲ့တော့သူတို့ပါပြေးထိုးတာမျိုးကြောက်တွန်းတာမျိုးခံတတ်တဲ့အတွက်မကောင်းကျန်တာခံတတ်တဲ့အတွက်သတိထားပြီးတော့ကြက်တန်းစီလိုပါတယ်ကိုယ့်ရဲ့အဂျန်စီများလုပ်ငန်းဆောင်တဲ့ရွေးချင်များထင်တော့ကြန့်ကြန့်နေလက်ပါတယ်လုပ်ငန်းစီးပွားနဲ့ပတ်သက်လို့တဲ့အခက်အခဲတွေအတိုက်အခံတွေကြုံနေရတတ်ပါတယ် အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံအပြိုင်ဆိုင်အခက်အခဲကြုံရပါတယ်မိမိလိုချင်တဲ့အရာများကိုမိမိကိုယ်တိုင်ဖန်တီးယူမှရပါလိမ့်မယ်အဲ့တော့သူများကိုအားကိုးလို့မရဘူးကံတရားကိုအားကိုးလို့မရဘူးကိုယ်လိုချင်တဲ့အရာများကိုကိုယ်ကိုယ်တိုင်ဖန်တီးယူမှလုပ်ယူမှရပါလိမ့်မယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့အစဉ်မပြေတဲ့သူများလူကြီးတရားကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အစဉ်ပြေဖို့ရှိနေပါတယ်အစဉ်ပြေပြီးသားသူများကတော့အလှူဒန်းလောက်ရတတ်ပါတယ် အိမ်တော်ရေးကောင်းသောအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အိမ်တော်ရေးအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်။အစဉ်ပြေပြီးသားသူများကတော့ပြေတဲ့ပြေပါလိမ့်မယ်။မိမိတို့ရဲ့ညှော်လင့်ချက်များ၊ရည်မှန်းချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။ပညာရေးကိုအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေစုလိုက်အပေါ်နဲ့ရဖို့လည်းရှိနေပါတယ်။ငွေကြီးနဲ့ပတ်သက်လို့ကတော့ရရစရာပေးစရာငွေများစိတ်ပူလွဲကြော်ပြီးမှအောင်မြင်ပါလိမ့်မယ်။ တော့ငွေအလင်ခံတတ်ပါလေထိထားစီလိုပါလေပညာရေးမထင်မှတ်တဲ့ပုံစံနဲ့အောင်မြင်မှုရှိနေပါတယ်အဲ့တော့အမှတ်ကောင်းမယ်လို့ထင်တဲ့ဘာသာတွေကမကောင်းမဲနဲ့မကောင်းမှုတွေနဲ့ဘာသာတွေကကောင်းနေတတ်ပါတယ်အဲ့တော့ပညာရေးမထင်မှတ်တာတွေဖြစ်တာတတ်ပါတယ်မထင်မှတ်တဲ့ပုံစံနဲ့အောင်မြင်တတ်ပါတယ်အဲ့တော့စိတ်ဝင်စားမှုအားနည်းနေပါတယ်လူကများများစူးစမ်းဖို့ရည်ကြီးပါတယ် ျမ်းမာရေးနဲ့ပတ်သက်လို့ပါတော့တဲ့ခြေတောက်ခါစီးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုဘူးအကျိုးပေးတဲ့အကြောင်းတွေကတော့အဖြူအောင်အဝါရောင်အမီအောင်တွေပဲဖြစ်ပါတယ်ညံများဝတ်စင်အသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ထင်ကနန်းကတော့ကိုယ်ရဲ့နှစ်ကဲတစ်ကဲပဲဖြစ်ပါတယ်အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတော့ရက်တောင် ရက်တောင်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါဗဇက်ကလည်းဆူတောင်းပါရောက်ထွက်ဖို့ပြန်ကောင်းဖို့ဒီချိန်ကာလမှာ ကြာသာပရိနေအင်္ကာနေ့နေရာနေကောင်းရတာဖြစ်ပါတယ်။ကြာသာပရိအင်္ကာသာသမိကြီးဆီရနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။အဲ့တော့ကံကောင်းခြင်းမဲ့ယတရာကတော့ဘယ်နေ့မဆိုမနေ့ရှင်းနိုင်ပြီဒီမှာစွန်းသုံးပကံအိမ်ပြားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကြည်ပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။အင်္ကာသာသမိမြာ2025ခုနှစ်ဧပြီလ 2021ရက်မှ29ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတမ်ဖြစ်ပါတယ်ဒူလင်ခန်းတတ်ပါတယ်အလုတ်ကန်အကျန်စီများထင်တော့လွဲချော်ပြီးမှအောင်မြင်တတ်ပါတယ်စီပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့မထင်မှတ်တာတွေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့အောင်မြင်မယ်လို့ထင်တဲ့ပြဿနာတွေကမအောင်မြင်မဲနဲ့မအောင်မြင်ဘူး မဖြစ်ဘူးထင်တဲ့ကိစ္စတွေကထပ်ပြီးအောင်မြင်လက်ပါတယ်ဖြစ်တတ်ပါတယ်အဲတော့စီးပွားရေးလုပ်ငန်းတွေပတ်သက်လို့မတင်မှတ်တာတွေဖြစ်လာတတ်ပါတယ်အဲတော့အခြေအနေပတ်သက်လို့ကောင်းတဲ့အကြောင်းလေးတွေဖြစ်လာလို့ရှိနေပါတယ်အဲတော့အခြေအနေအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်အဲတော့ပြည်ပသားသူများကတော့အဲပြည်တဲ့ပြေဖို့ရှိပါတယ်ရင်ခုန်တန်နဲ့စီးကျက်ညီနေမဲ့အချစ်ရဲ့ချူနေတဲ့အရသာတွေကိုအသီးပွင့်ကိုခံစားရမယ် ချိန်ကာလမျိုးဖြစ်ပါလေ။အေတောင်ရေလူ၃ယောက်ကိုအကြောင်းပြုပြီးတော့နေနဲ့မရစေဝန်ခွဲတတ်ပါလေ။အဲ့တော့သူ့ဘက်ကဥပကသမုတ်ဂျားလူ၃ယောက်တွဲတော့၃ယောက်တွဲအနောက်ရှေ့ရှိနေပါလေ။အိမ်တော်ကြီးမှာလူ၃ယောက်ကိုအကြောင်းပြုပြီးတော့ကတောက်ပစာဖြစ်တဲ့ပါလေတတိထားပြီးတော့ဖြတ်တန်းစီနေပါလေတရားဝတ်တရားတစ္ဆာရှိဖို့တံမိုးထားဖို့ဤကြည့်ပါလေငွေကြီးနဲ့ပတ်သက်လို့ကံမတရားကောင်းနေပါလေ ရစရာရှိတဲ့ငွေနဲ့ရဖို့ရှိနေပါတယ်ပြီးစရာရှိတဲ့ငွေနဲ့ပြီးနိုင်ဖို့ရှိနေပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့ငွေတွေရှိနေလည်းပဲပြန်ပြီးတော့ရဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးပိစံများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်ငွေကြေးကံကောင်းတဲ့ကာလကိုဖြတ်သန်းမှာဖြစ်ပါတယ်ပညာရေးမိမိရင်မှန်းထားတာတဲ့ပို့ပြီးတော့ပေါင်းနေလို့ရှိနေပါတယ်လူကလည်းပို့ပြီးတော့ကြိုးစားပါကျမ်းမာရေးဒူးဟာနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါတယ် ဖြစ်မဲ့လို့ဆိုလိုပါဘူး။အဲ့တော့ကံကောင်းစေတဲ့အကြောင်းတွေကတော့အ내ရောင်အဝါရောင်ဖြောင်းနေပဲဖြစ်ပါတယ်။များများဝတ်ဆင်အသုံးပြုနိုင်ပါလေ။အကျိုးပေးတဲ့ခေကနားကတော့ရှစ်ကဲ၊နှစ်ကဲ၊တစ်ကဲပဲဖြစ်ပါလေ။အဲ့တော့ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုဘယ်ဥပ္ပုံနဲ့ခောက်ပြီးပါအကြက်ကလည်းစူတောင်းပါရောင်ကပ်ဖို့ရောင်ကောင်းဖို့နောက်တစ်ခုကဒီအချိန်ကာလမှာဘုဒ္ဓဟူးနေ့ အင်္ဂါနေ့တွေဟာနေကောင်းရတာဖြစ်ပါတယ်။ဗိုလ်တော်အင်္ဂါသာသမီတွေဆီရနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။ကျာသာပရိနေကျာသာပရိသာသမီများကိုတော့သတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်။အဲ့တော့ကံကောင်းစီမဲ့ကြရာကတော့ဘယ်နေ့မစို့အိမ်ပြားမှာပြစ်တီး၆လုံးလူတန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညာခိုက်တွေကြီးပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်။အဲ့တော့အင်္ဂါသာသမီတွေအားလုံးကဲအောင်စီပိုင်စီနိုင်စီခံရကြပါ ုတို့ဟုသာသမိများ2025ခုနှစ်ဧပြီလ21ရက်မှ28ရက်အတွင်းတပတ်စာဘီဒင်ဟော့စတန်ဖြစ်ပါတယ်။ကိုယ့်ရဲ့ဘဝတစ်စိချိုးပြောင်းလဲမဲ့မြင့်တက်မဲ့စီးပွားတက်မဲ့အခြေအနေကောင်းအခွင့်အလမ်းကောင်းအဆက်အသွယ်ကောင်းနှစ်ခု ပေါ်လာဖို့ရှိပါတယ်။အဲနှစ်ခုစလုံးကောင်းပါတယ်။အဲအခက်အခဲအကျက်တဲ့ ကြုံတဲ့သူများကလည်းကိုယ့်ရဲ့အခက်အခဲအကျက်တရလုံမြောက်စေဖို့အတွက်နီလန်ကောင်းနှစ်ခုအဆက်တွေကောင်းနှစ်ခုအကူညီကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်။လုပ်ငန်းစည်းဝါးနဲ့ပတ်သက်လို့အလုပ်တိုင်းနေရာတိုင်းမှာအတိုက်အခံအခက်အခဲအပြိုင်ဆိုင်ချို့ရှိနေပါတယ်။မိမိအလိုရှိတဲ့အရာများကိုမိမိကိုယ်တိုင်လုပ်ယူမှဖန်တီးယူမှစ조사ယူမှရပါမယ်။ကံတရားကိုအားကိုးလို့မရဘူးအကူညီညှော်လို့မရဘူးကိုဖြစ်တင်တာမျိုးကိုယ်တိုင်လုပ်ယူပါ ဖန်တီးယူပါအဲ့တော့အခြေအနေပတ်သက်လို့အဆင်မပြေတဲ့သူများအမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့ပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်အဆင်ပြေပြီးသားသူများကတော့အမျိုးသမီးတယောက်ဂျောင်းဝင်နှောက်ရက်တတ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့အခြေအနေကအဲ့ဒါဖြစ်ပါတယ်အိမ်တော်ဝင်တဲ့ပတ်သက်လို့တော့ကံအလယ်လက်မှာရှိပါတယ်မတရားဆိုးတာလည်းမတွေ့မတရားကောင်းတာလည်းမတွေ့ပါအဲ့တော့ပုံမှန်အခြေအနေမှာရှိနေပါတယ် ငွေကြေးနဲ့ပတ်သက်လို့တဲ့ငွေအတွက်စကားပြောညှင်းခုံတတ်ပါတယ်ငွေကြေးကိစ္စအများစကားပြောညှင်းခုံပြီးမှ အောင်မြင်တတ်ပါတယ်ရစရပေးစရငွေများလည်းပဲထင့်ငော့ကြံ့ကြံ့ပြီးမှစိတ်ပူပြီးမှစကားပြောညှင်းခုံပြီးမှအောင်မြင်တတ်ပါတယ်ပညာရေးအလဲလက်မှာပဲရှိပါတယ်လူကများများစူးစမ်းဖို့အရေးကြီးပါတယ်ကျမ်းမာရေးချစ်တော့ခါ1 byte နဲ့ပတ်သက်တဲ့ ယောဂများတတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအကျိုးပေးတဲ့အရာတွေကတော့အဖြူရောင်အဝါရောင်အစိမ်းရောင်တွေပဲဖြစ်ပါတယ်များများဝတ်ဆင်အသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ထိကနေကတော့3ရက်တက်ကြ6ရက်ပဲဖြစ်ပါတယ်အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကို အာလူးနဲ့ခောက်ပေးပါပါဇက်ကလည်းစူတောင်းမှရောင်းထွက်ရောင်းကောင်းဖို့အဲ့တော့တောက်ကြံနေတနင်္လာနေ့တွေကနေကောင်းရက်သာဖြစ်ပါတယ် တောက်ကြတနင်္လာသားသမီးတွေဆီရနေပြီးတော့အကူညီကောင်းအကြံကောင်းညံကောင်းများရဖို့ရှိနေပါတယ်။ကံကောင်းစီမဲ့ရည်ရကတော့ဘယ်နေ့မဆိုမနေ့9ရက်တိတိဒင်းကျင်နှစ်ခွက်အိမ်ဖျားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။အဲ့တော့ဘိုဒူဟူသားသမီးများဘိုဒူနေ့များကိုတော့အထူးသတိထားပြီးတော့ကျန်းသန်းစေလိုပါတယ်။ကဲဘိုဒူဟူသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ။ ကျတာပရိသသမီးများ2025ခုနှစ် AB လာ21ရက်မှ28ရက်အတွင်းတပတ်စာဘေရင်ဟော့စတန်ဖြစ်ပါတယ်ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်ထွက်နေတဲ့ရွှေတို့ငွေတို့ပစ္စည်းတို့အခွင့်အရေးတို့အခွင့်အရေးတို့ပြန်ရဖို့ရှိနေပါတယ်မိမိစိတ်ပြိုထားသမျှ မိမိပြန်လည်ပြီးတော့ရေးသိမ်းရမယ့်အချိန်ကာလပဲဖြစ်ပါတယ်။ကောင်းတဲ့အလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။လုပ်ငန်းစည်းဝါးနဲ့ပတ်သက်လို့ဘာသာရေးကမ်းရှိုင်းတဲ့လူတယောက်ရဲ့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။အဲ့ဒါပူပေါင်းသက်တူရှယ်ယာလုပ်ငန်းများအောင်မြင်ဖို့ရှိနေပါတယ်။အဲ့ဒါစည်းဝါးလုပ်ငန်းနဲ့ပတ်သက်လို့တယောက်ထဲလုပ်တာတဲ့ပူပေါင်းဆောင်ရွက်မယ်ဆိုရင်ပို့ပြီးအောင်မြင်နိုင်ပါတယ်။ဘာသာရေးကမ်းရှိုင်းတဲ့လူကြီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းရှိမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။ အဲ့အခြေရေးကြီးမားတဲ့အပြောင်းလဲတွေဖြစ်ဖို့ရှိနေပါတယ်မတရားကောင်းမတရားညံ့သွားတတ်ပါတယ်အဲ့တော့အခြေရေးရေးကြည့်ပါတယ်အဲ့တော့ကောင်းတဲ့အပြောင်းလဲများဖြစ်ရလေအောင်အရေးပြောင်းရင်ပြေးပါခကြီးထွက်ပြေးပါအဲ့တော့အိမ်တော်ရေးကွဲမလို့ဖြစ်နေတဲ့သူများရှိရင်မကွဲမပြတ်ပါဘူးအဲ့တော့အစဉ်ပြေပြီးသားသူများကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွေးနေတတ်ပါတယ် အဲ့တော့အင်တာဝေးနဲ့ပတ်သက်လို့စိတ်ပူစရာအချို့စိတ်အနှောင့်အယှက်ဖြစ်စရာအချို့ရှိပါတယ်ဆူဆူဝါဝါမရှိပါအဲ့တော့ငွေငွေကြေးနဲ့ပတ်သက်လို့ရစရာပေးစရာငွေများကြန့်ကြန့်နေတတ်ပါတယ်ငွေကြေးကိစ္စများထင်ငော့ကြန့်ကြာပြီးမှအောင်မြင်မှုရှိနေပါတယ်ငွေအတွက်လည်းပဲစကားပြောအငင်းကုန်ရှိနေပါတယ်ပညာရေးမိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ် ကျမ်းမာရေးဝမ်းပိုင်းနဲ့ပတ်သက်တဲ့အဆုံနဲ့ပတ်သက်တဲ့လေချောင်းနဲ့ပတ်သက်တဲ့ယောဂအများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ကံကောင်းစေတဲ့အရာတွေကတော့အပြာရောင်အဝါရောင်အဖြစ်အော်တွေပဲဖြစ်ပါတယ်ညံများဝတ်စင်အသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ထင်ကနန်းကတော့ခွန်ရ၉ရ၈ကဲပဲဖြစ်ပါတယ်အဲ့တော့ရောင်ထွဲရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပေးပါပါဇက်ကလည်းစူတောင်းမှာရောင်ထွဲဖို့ရောင်ကောင်းဖို့ တော့ဗုဒ္ဓဟူးနေ့စနေနေ့တွေကနေကောင်းရက်သားဖြစ်ပါတယ်ဗုဒ္ဓဟူးစနေသာသမီတွေဆီကနေပြီးတော့အကြံကောင်းညံကောင်းများရဖို့အကူအညီကောင်းများရဖို့ရှိနေပါတယ်တောက်ကြသာသမီများတောက်ကြမိများကိုတော့အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့ကံကောင်းစေမယ့်ကြေရာကတော့ဗယ်နေ့မစို့မနေ့9နာရီ9မိနစ်အိမ်ဖျားမှာပန်းအဝါ9ပွင့်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြည်ပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကဲကြာသာပရင်းသံမီများအားလုံးလည်းပဲ အောင်စေပိုင်စေနိုင်စေခိုင်စေကြ။တောက်ကြပါသမီးယာ2025ခုနှစ်ဧပြီလ21ရက်မှ28ရက်အတွင်းတပတ်စာဘီရင်ဟော့စတန်ဖြစ်ပါတယ်။ကြီးမားတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ကံမတရားကောင်းမတရားညံ့တော့တယ်ပါတယ်။ ဲ့တော့ကောင်းတဲ့အပြောင်းအလဲများဖြစ်ရလေအောင်ကိုယ်အနားမှာရှိတဲ့ပစ္စည်းတွေကိုနေရာပြောင်းပေးပါ။နောက်အဲ့ရပြောင်းပေးပါ။အရေးကြီးပါလေ။စီးပွားရေးလောက်ကိုင်းနဲ့ပတ်သက်လို့ကိုယ့်ရဲ့စီးပွားတိုးတက်ဖို့လုပ်ငန်းအကျဉ်းစီတွေအောင်မြင်ဖို့လုပ်ငန်းတွေတိုးတက်ဖို့အတွက်အကူအညီကောင်းအဆက်အသွယ်ကောင်းအကြံကောင်းဉာဏ်ကောင်းနှစ်ခုပေါ်လာပါလိမ့်မယ်။အဲ့တော့အခြေအနေပတ်သက်လို့စကားပြောမှားတာ စကားကြွန်တာစကားမှားတာဖြစ်တတ်ပါတယ်။နောက်အခြေအနေပတ်သက်လို့ရှေ့တိုးဝက်ခက်နောက်ဆိုဝက်ခက် ဆုံးဖြတ်ခက်ရွေးချယ်ခက်အခြေအနေများပြောင်းတတ်ပါတယ်။အမျိုးသမီးတစ်ယောက်လည်းပဲကြားဝင်မှတ်ဖြစ်တတ်ပါတယ်။မိမိတို့ရဲ့အခြေအနေကိုအမျိုးသမီးတစ်ယောက်ပြန်မိုးခြင်းခံရရတတ်ပါပဲ။အဲ့တော့ကိုယ့်ဘက်ကအမတွေအတော်တွေအမေတွေလည်းဖြစ်နိုင်တယ်။ကိုယ့်ဘက်ကအမအမေတို့လည်းဖြစ်နိုင်တယ်။ဒါတွေကအမတွေအမေတွေအတော်တွေလည်းဖြစ်နိုင်တယ်။မိန်းကလေးလည်းဖြစ်နိုင်တယ်။အမျိုးသမီးတစ်ယောက်ရဲ့ပြန်မိုးခြင်းကိုခံရရတယ်။ အိမ်ထောင်ကြီးတယောက်ကဂျူတယောက်ကမဲအဲ့တော့နည်းနည်းကျော်မတက်ဖြစ်နေကြပါရဲ့အဲ့တော့ငွေကြေးကအင်မတန်ကောင်းပါလေရရရှိတဲ့ငွေတွေရဖို့ရှိနေပါလေပြီးရရှိတဲ့ငွေများလည်းပြီးနိုင်လို့ရှိနေပါလေအဲ့တော့ငွေကြေးအကျဉ်းစီများအောင်မြင်မဲ့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နေပါလေအဲ့တော့ငွေကြေးကိစ္စများအောင်မြင်ဖို့အတွက်မဲတော့တဘာသာထံမှာတိုက်လဲရှိကောင်းပါ ဒီဘက်တည်းမယ်ရောပိုင်းမယ်ရောလက်ချမင်းမယ်ရောကာလီမယ်မယ်ရောစသည်နော်ပညာရေးနိမိတ်ရင်မှန်းဖားဖလောက်ပဲအောင်မြင်ပါလိမ့်မယ်ပညာရေးကံအလယ်လက်မှာလည်းရှိပါတယ်လူကများများစူးစမ်းဖို့အရေးကြီးပါတယ်ကျမရဲ့ဥကောင်းရင်ပန်းနဲ့ပတ်သက်တဲ့ယောဂါနဲ့တတိထားစီလိုပါတယ်ရေချိုးမာတာမျိုးနဲ့တတိထားစီလိုပါတယ်အကျိုးပေးတဲ့အရာတွေကအနည်းအောင်အပြည့်အောင် နဲ့ရောင်တွေဖြစ်ပါတယ်။မြန်မြန်ဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အကျိုးပေးတဲ့ဒီကိစ္စကတော့ရှစ်ကဲ၃ရက်၃ရက်ဖြစ်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနှင်းစီပန်း၃ခုနဲ့ရိုက်ပြီးပါ။ဒါကလည်းစီကောင်းပါရောင်းထွက်ပြီးရောင်းကောင်းလို့အဲရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနှင်းစီပန်း၃ခုနဲ့ရိုက်ပြီးပါ။ကာသာပရင်းနဲ့တင်းငွေနဲ့နေရတန်ကောင်းစီတဲ့ဒီဖြစ်ပါတယ်။ ကြာသာတဲ့တင်းကုန်တွေတာမီးတွေစီရနေပြီးတော့အူမီကောင်းအကြံကောင်းရံကောင်းများလည်းရဖို့ရှိနေပါတယ်။စနေတာမီးတွေကိုပြင်ထားပြီးတော့ပြင်ထားစီလိုပါတယ်။စနေတာမီးများစနေနေ့များကိုတော့ပြင်ထားပြီးတော့ဖက်တန်းစီလိုပါတယ်။အဲ့တော့ကံကောင်းခြင်းမဲ့ဇေယျာကတော့ဒယ်နေ့မစိုးမနေ့၆နာရီတိတိမှာအင်းရောင်ပန်း၆တွင်အင်းကျမ်းမှာလှုပ်ပြီးတော့စီတောင်းခြင်းအဖြစ်ကံအညာခိုက်ကိုပြုတ်ပြီးတော့ကံကိုတောင်းကြပါလိမ့်မယ်။ တဲ့တောက်ကြာတမ်းမှုတွေအလုံးနဲ့လည်းလူလက်ပေါ်ပါပြည့်စုံရာနဲ့အောင်မြင်ရာနဲ့အတန်းနဲ့ရပါလိမ့်။စနေအသမီများ2025ခုနှစ်ဧပြီလ22ရက်မှ28ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်။ရဲ့ဝေးဆက်တဲ့ကောင်းလေးပေါ်လာဖို့ရှိနေပါတယ်။ တရင်ကောင်းနေကြားဖို့ရှိနေပါတယ်။ကောင်းတဲ့ခီးများသွားဖို့ရှိနေပါတယ်။ကိုယ့်ရဲ့ဘဝတစ်စိချိုးပြောင်းလဲမြင့်တက်မဲ့အခြေအနေကောင်းအခွင့်အလမ်းကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။အောင်မြင်ခြင်းပျော်ရွှင်ခြင်းဝမ်းသာခြင်းများစတင်ပြီးတော့မွေးဖွားတဲ့နမိတ်ပဲဖြစ်ပါတယ်။အဲ့တော့အခက်အခဲအကျတဲ့များရှိနေတယ်ပဲဒုမြဖို့အတွက်လမ်းစာတွေပေါ်လာဖို့ရှိနေပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ စီးပွားတိုးတက်မဲ့အလုပ်ကိုင်းတွေတိုးတက်မဲ့အကြံကောင်းဉာဏ်ကောင်းစိတ်ကူးအိဒီယာကောင်းတွေထွက်လာဖို့ရှိနေပါတယ်။ပြက်မလို့ပြက်တဲ့အလုပ်တွေထပ်ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။အင်မတန်ကောင်းပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့မိမိတို့ရဲ့ဒီမန်းချက်နှနှင်းချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။အဲ့တော့ချစ်သူမရှိသေးတဲ့သူများချစ်သူရဖို့ရှိပါတယ်။အဲ့တော့မျက်နှာပွင့်စမ်းပွင့်မဲ့ကာလပဲဖြစ်ပါတယ်။ အဲ့တော့မိမိတို့ရဲ့ယဉ်မှန်းချက်ညွှန်းနှိမ့်ချက်များပြည့်မြောက်အောင်မြင်မယ်အချစ်ရဲ့ချုံမြိန်နဲ့အသေးပွင့်တွေခံစားရမယ်ချိန်ကာလပဲဖြစ်ပါတယ်အိမ်ထောင်ရေးဂျားလူကိုအကြောင်းပြပြီးတော့နင်းနဲ့မရကတောက်ကဆဖြစ်ဖို့ရှိနေပါတယ်အဲ့တော့အကြောင်းကိစ္စမမေရမရှိဘဲနဲ့မနေ့ကျော်မတည့်လည်းဖြစ်တတ်ပါတယ်အဲ့တော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့အိမ်ထောင်ရေးကံအနေငယ်ညံ့ပါတယ်အဲစစ်ပူစရာချို့ရှိနေပါတယ်အဲ့တော့ဆူဆူဝါးတော့မရှိပါဘူး ရစရာပေးစရာငွေများကြန့်ကြာ နေတတ်ပါတယ်သူများကိုငွေကြေးအကူအညီများလည်းပေးရတတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စတွေအစောပိုင်းမှာမကောင်းသေးပါဘူးအချိန်ကြာလာရင် နောက်ပိုင်းကျရင်ကောင်းလာပါလိမ့်မယ်လောလောဆယ်မကောင်းသေးဘူးနောက်ကျရင်ကောင်းနေမယ်ပညာရေးမိမိရည်မှန်းထားသလောက်ပဲအောင်မြင်ပါလိမ့်မယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့လူကြီးတယောက်ရဲ့အကူအညီလည်းကြီးကြီးမားမားရဖို့ရှိနေပါတယ်လူကများများစူးစမ်းဖို့ရည်ကြီးပါတယ် ကျန်းမာရေးနှလုံးနဲ့ပတ်သက်တဲ့ယောဂများအထိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါအဲနှလုံးနဲ့ပတ်သက်တဲ့ယောဂခြေထောက်နဲ့ပတ်သက်တဲ့ယောဂများအထိထားစေလိုပါတယ်အဲ့တော့ကံကောင်းစေတဲ့အရာတွေကတော့အနည်းယောင်အဝါယောင်အစယောင်တွေပဲဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ထင်ကနန်းကတော့ရှစ်ကဲတစ်ကဲခွန်ရယ်ပဲဖြစ်ပါတယ် အဲ့တော့ရောင်းထွက် ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတဲ့ကျွေပကံများလေးနဲ့ခောက်ပေးပါရိုက်ပေးပါပါဇက်ကလည်းစူတောင်းပါအဲ့တော့ကားရောင်းခြင်းလည်းဆိုကားဖင်အောင်ရိုက်ပေးတိုက်တဲ့အိမ်တွေရောင်းခြင်းလည်းဆိုတိုက်တဲ့အိမ်တွေဖွက်ဖွက်လေးရိုက်ပေးနောက်ဇေယံကောင်းခြင်းလည်းဆိုလည်းပဲရောင်းကောင်းခြင်းတဲ့ပစ္စည်းများကျွေပကံများလေးနဲ့လိုက်ပြီးတော့ခောက်ပေးပါပါဇက်ကလည်းစူတောင်းပါရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုကျွေပကံများနဲ့ခောက်ပေးပါ စနေနေ့အင်္ဂါနေ့တွေဟာနေကောင်းရတာဖြစ်ပါတယ်စနေသားသမီးတွေအင်္ဂါသားသမီးတွေဆီရနေပြီးတော့ အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများလည်းရဖို့ရှိနေပါတယ်။တနင်္လာသာသမီများတနင်္လာနေ့များကိုတော့အထောသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်။အဲ့တော့ကံကောင်းစီမဲ့ကြေရာကတော့ဗယ်နေ့မစိုးမနေ့ရှင်းနိုင်တိတိစွန်း၃ပကံအိမ်ပြားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအញ្ញခိုက်တွေကြည်ပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်။ကဲတော့စနေသာသမီများဒီအချိန်ကာလကိုလွတ်လပ်ပေါ်ပါပျော်ရွှင်စွာနဲ့အောင်မြင်စွာနဲ့ဖြတ်တန်းနိုင်ကြပါစေ။ စနေသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြကျွန်တော်ကတော့မင်းသိန်းခိုင်ရှူရန်ထူလင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ရေရရပေရင်ဟော့စတန်နေနောက်ရေရရလက်ဆောင်နေဘူးသူဓာတ်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ထားပါ